2002ခုနှစ်ရဲ့ဇွန်လ30ရက်နေ့မှာဘရာဇီးအသင်းဟာ9ချိန်မြောက်ကမ္ဘာဖလားချန်ပီယံဆုကိုဆုခုရရှိခဲ့ပါတယ်။ပြန်ပွဲမတိုင်ခင်မှာရေပန်းစားခြင်းမရှိဘဲနဲ့အခက်အခဲတွေကြုံတွေ့နေရတဲ့အသင်းဟာပြန်ပွဲလဲစတင်ရောကမ္ဘာဖလားချန်ပီယံဆုရရှိရတဲ့အထိတက်လန်းနိုင်ခဲ့တဲ့စကိုလာရီရဲ့အသင်းဟာနီးပြူဟာအရှိအသွေးနဲ့နီးစနစ်ထူးချွန်မှုတွေပေါင်းဆက်ထားပြီးတော့အားလုံးအတွက်မမေ့နိုင်စရာ R3 ရထိုက်စစ်အထွေကိုပေးအပ်သွားခဲ့တာဖြစ်ပါတယ်။ ရိသတ်တွေအနေနဲ့လည်းဒီပြိုင်ပွဲကိုအမှတ်ရနိုင်မှာဖြစ်ပြီးတော့ဘရာဇီးအသင်းရဲ့2002ခုဖလားအောင်ပွဲအကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်။အားလုံးပဲမင်္ဂလာပါ။စီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ကတော့ဂျွန်လ30ရက်ဘရာဇီးရဲ့2002ခုဖလားအောင်ပွဲရရှိခဲ့တဲ့နေ့ဖြစ်ပါလိမ့်။အဲ့တော့အခုဆိုရင်တော့ဒါနှစ်ပေါင်း 23နှစ်ကြာမြင့်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဘောလုံးပွဲကြည့်တဲ့တက်တန်းတက်လျှောက်လည်းဖြစ်တယ်2000နှစ်ကဖလားဟာကျွန်တော်အတွက်စိတ်ဝင်တစားနဲ့ဒါအတုံကွန်ဆိုင်ကြည့်ခဲ့ရတဲ့ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုကတော့ငယ်သေးတယ်အမှတ်တရတွေအများကြီးရှိတယ်အဲ့တော့အဲ့ဒီအကြောင်းတွေကိုတော့ဒါမှတ်မိနေတော့ပဲပေါ့နော်ငငယ်တော့အကြောင်းတွေမှတ်မိနေတော့ပဲအခုအချိန်မှာတော့ကျွန်တော်အနေနဲ့စာအုပ်ထဲကအကြောင်းတွေပြီးတော့ဒီပြန်လဲပြီးတော့ကြည့်ရှုလို့ရတဲ့ Fever Archive တွေကပွဲတွေကိုပြန်လဲကြည့်ရှုခန်းစားပြီးတော့ ဒီဗီဒီယိုကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်အဲ့တော့အလုံးလဲတည်တဲ့အတိုင်း2002ကမ္ဘာဖလားကိုချင်းနှင်းဝင်ရောက်လာတဲ့အခြေအနေမှာဘရာဇီးအသင်းဟာဒုက္ခတွေရောက်နေခဲ့တာဗောနော်အဲ့တော့2001ဂျွန်လာလိုအခြေအနေမျိုးမှာစကိုလာရီယာရောက်ရှိလာခဲ့တယ်အဲ့တော့သူရောက်ရှိတဲ့အချိန်မှာဘရာဇီးအသင်းဟာအခြေအနေမလောက်ခြေစစ်ပွဲအောင်မှုအတွက်အခက်အခဲတွေတွေ့နေရပြီးတော့ဒီအသင်းငယ်တွေကိုတရေကြတာတွေရှုံးတာတွေချီလီလိုအသင်းကိုဒုက္ခတွေ့တာတွေ ဖေရူးလိုအသင်းကိုတည်ရကြတာလေအစရှိသဖြင့်ဒုက္ခရဲ့တောက်လျှောက်တွေ့နေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအခြေအနေမှာစကိုလာရရောက်ရှိလာတဲ့ပြီးတော့2001ကိုပါအမေရိကကိုဒါခစားကြတယ်ပေါ့နော်2001ကိုပါအမေရိကမှာလည်းဘရာဇီးအသင်းကအချက်တော်ဝဲနေဒါထွက်ခွာခဲ့ရတယ်ပေါ့နော် Honduras အသင်းကိုရှုံးနေခဲ့တာဖြစ်ပြီးတော့ scolari ပြောကြားခဲ့တဲ့စကားတစ်ခုဟာအင်မတန်နဲ့ပဲကြော်တယ်ပေါ့နော်ကျွန်တော်ဟာဘရာဇီးရဲ့တမိုင်းမှာ ွန်ဒူးရက်စ်ကိုရှုံးပြီးထွက်ရတဲ့နည်းပြအဖြစ်ကြံရစ်တော့မှာပဲဆိုပြီးစကူလာရီပြောကြားခဲ့ဘူးတယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေပြီးတော့ကမ္ဘာပလားရဲ့အခြေစပွဲပြန်ကစားတဲ့အန်ဂျီတီးနားနဲ့တွေ့တယ်ထပ်ရှုံးတယ်အဲ့တော့ဘရာဇီးရဲ့အခြေအနေကတော်တော်လေးကိုစိုးရင်စရာကောင်းနေတယ်သူတို့ရဲ့ဒါအကြီးမားဆုံးကျယ်ပွင့်တပွင့်ဖြစ်တဲ့ရိုနယ်ဒိုကလည်းတော်တော်လေးကိုတရားတက်တာရင်းနဲ့ရုံးကန်ရပြီးပြန်လာဖို့ခက်ခဲနေတဲ့အချိန်ဖြစ်တယ်အဲ့တော့သူတို့မှာရီဗယ်လိုရှိတယ်ဒါပေမဲ့ရီဗယ်လိုတယောက်တည်းရှိပြီးတော့ရိုမာရီယိုကလည်းအသက်ကြီးနေပြီပြီးတော့ စကိုလာရီကရူမာရီယိုကိုတိတ်မကြိုက်ဘူးရူမာရီယိုကအရှိတမှာတော့ hatrick တွေ၄ဂိုးတွေတောက်လျှောက်သွင်းပြီးတော့အဲ့ဒီချစ်စစ်ပွဲကိုမောင်းနေနေတဲ့ force တစ်ခုဖြစ်တယ်ဒါပေမဲ့ရူမာရီယိုအသက်ကြီးနေတဲ့အတွက်စကိုလာရီကတိတ်မကြိုက်ဘူးစကိုလာရီက team discipline ကိုပို့သွားတယ်ပေါ့နော်အဲ့တော့ထားပါတော့အဲ့လိုမျိုးခက်ခဲနေတဲ့အခြေအနေကနေနောက်ဆုံးမှာတော့ဒါ ခြေစပွဲအောင်မြင်ခဲ့တယ်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းဘရာဇီးကအဲ့လောက်ကြီးရုန်းကန်ရလိရှိတယ်တင်မဟုတ်ဘူးပုံမှန်တန်းထောင်က64 68ခွာဖလားနဲ့မှာတကယ်ကိုကောင်အနေနဲ့ကာဖလားချန်ပီယံကိုစိန်ခေါ်မဲ့အသင်းတွေလာခဲ့တာဖြစ်တယ်ဒါပေမဲ့လည်း2000နှစ်ကတော့အဲ့လိုအခြေအနေမဟုတ်ဘူးနောက်ဆုံးဒီရိုနယ်ဒိုအကလည်းတောက်လျှောက်ဆိုသလိုပြဿနာလေးတွေပေါ့နော်တရားပြဿနာတွေကြောင့်သူခြေစပွဲမပြနိုင်တဲ့အခြေအနေအဲ့တော့ဒီမလေးရှားနဲ့ပွဲပေါ့နော်ကာဖလားကမ္ဘာဖလားမစတင်ခင်2000နှစ်ကမ္ဘာဖလားမစတင်ခင်မှာမလေးရှားနဲ့နောက်ဆုံးခြေစပွဲလိုမျိုးမှာဒါရိုနယ်ဒိုကပြန်ပြီးတော့ ဒီနိုင်ငံအသင်းအတွက်နှစ်နှစ်အတွင်းမှာပထမဆုံးကိုတကိုးကိုပြန်သွင်းနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ အဲ့ဒီအသင်းကိုဒါစကိုလာရီဘလို့ပြောင်းလဲခဲ့တယ်လေပေါ့နော်အဲ့တော့ဘရာဇီးဟာတမိုင်းကြောင်းတစ်လျှောက်မှာ၄နှစ်နှစ်ဆိုတဲ့ပုံစံမျိုးအဓိကခစားရတယ်ပေါ့နော်အဲ့တော့အမတ်တရအထင်ကရပြိုင်ပွဲတွေဖြစ်တာ1958ကဘလား62ကဘလား1980ကဘလားအဲ့ဒါ3ခုမှာပူဆွဲတယ်1994ကဘလားမှာပူဆွဲတယ်ပေါ့နော်အဲ့တော့58မှာ၄နှစ်၄ပုံစံကိုကဘာတလွန်းကိုစတင်ပြောင်းနိုင်ခဲ့တယ်1962မှာကျတော့အဲ့ဒီ၄နှစ်၄ပုံစံကိုကဘာတလွန်းကိုစတင်ပြောင်းနိုင်ခဲ့တယ်1962မှာကျတော့အဲ့ဒီ၄နှစ်၄ကနေမာရီယာဆာကာလူဟာအနောက်ကိုနည်းနည်းပြင်ဆင်လာတဲ့ပုံစံနဲ့၄3 3ပုံစံဖြစ်လာတယ်ပေါ့နော်အဲ့တော့ပြီးတော့အဲ့ဒီ၄နှစ်၄ပုံစံပဲဒီ1980ကဘ ါဖလာနဲ့ပိုထက်ဆွဲတယ်ပေါ့နော်အဲ့တော့အဲ့လေးနှစ်လေးကတော့လေးလေးနှစ်ပဲကိုပိုနွယ်လာလေးလေးနှစ်ဖြစ်ပြီး1980ကျော်ကာလတွေမှာတော့ကဘာကြီးတစ်ခုလုံးကလေးလေးနှစ်ကစားကွက်အဖြစ်ကိုတဖြည်းဖြည်းနဲ့ဒါပြောင်းလဲလာတယ်ပေါ့နော် Victor Maslow တို့ရဲ့ဒီပြောင်းလဲမှုနဲ့ပေါ့လေ Victor Maslow ဆိုတာကတော့ဆိုဗီယက်ဘက်ကပါအဲ့တော့ဒီအခြေအနေရှိတယ်ဒါပေမဲ့ဘရာဇီးကဘယ်လိုပြောင်းလဲလာလဲဆိုတော့ လေးလေးနှစ်ကနေသူကလေးနှစ်နှစ်နှစ်ဆိုတဲ့ပုံစံမျိုးကိုသွားတယ်ပေါ့နော်လေးနှစ်နှစ်နှစ်လိုပုံစံမျိုးမှာဒါ1980နှစ်ခေါက်ဗလားဇီကိုရိုရဲ့အတင်းနဲ့အင်မတန်ကြော်ကြားထင်ရှားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဇီကိုရိုရဲ့လေးနှစ်နှစ်နှစ်ဟာဆိုရင်ဒါကန်ကွင်းလေကန်စစ်မှာနှစ်ယောက်ဒါကွင်းလေတိုက်စစ်မှာတစ်ယောက်ကွင်းလေတိုက်စစ်နှစ်ယောက်ကတော့ဇီကိုနဲ့ဆိုခရတီးစ်ကွင်းလေကန်စစ်ကနှစ်ယောက်ကတော့ဖဲခါဝနဲ့အဲဆီရီဆိုလို့ဖြစ်တယ်ပေါ့လေအော်ဒီထိုးစတာ 1982ကမ္ဘာဖလားက၄နှစ်နှစ်နှစ်ကတော့ဒီ attacking midfielder နှစ်ယောက်မှာ Zico နဲ့ Socrates ဒီအနောက်မှာတော့ဒါ Sorriso နဲ့ Falcao တို့ကစားကြတယ်ပေါ့နော်အဲ့တော့ဒါက Brazil default ကိုဖြစ်လာပြီးတော့တော့64ကမ္ဘာဖလားဆိုရင်လည်းအဲ့၄နှစ်နှစ်နှစ်ပုံစံမျိုးနဲ့ပူဆွဲခဲ့တာဖြစ်တယ်ဒါ68ဆိုရင်လည်းအဲ့လိုပုံစံမျိုးပဲနော်အဲ့တော့ Brazil ရဲ့ဒီကစားကွက်ကိုကျွန်တော်တို့က2002မှာကြည့်လိုက်မယ်ဆိုရင် Brazil ကိုပုံမှန်ကစားလို့မရှိတဲ့3 back ပုံစံပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့3 4 1နှစ် စံတာကိုကျွန်တော်တို့တွေ့မြင်ရလိမ့်မယ်ဒါပေမဲ့လည်းအသေးစိတ်ကြည့်မယ်ဆိုရင်3 4 1နဲ့တော့မဟုတ်ဘူးပြီးတော့ကျွန်တော်တို့ဟာဒီကမ္ဘာဖလားမှာ Cleverson ကိုအရန်ကိုအမှတ်ရကြတယ်ဒါပေမဲ့ကျွန်တော်တို့မမေ့သင့်တာက Cleverson ဟာ Quarter Final အင်္ဂလန်အသင်းနဲ့ပွဲမှာသာစတင်ဒီအရေးပါတဲ့ကဏ္ဍကိုစတင်ရယူခဲ့တာပေါ့နော် Quarter Semi Final မှာ Cleverson ကအရေးပါတဲ့ကဏ္ဍကနေကမ္ဘာကျော်ကစားသမားဖြစ်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီအရှိမှာတော့ Cleverson မပါဘူးပေါ့နော်အရန်နေနဲ့ခဏဝင်ကစားတာမျိုးရှိပေမဲ့မပါဝင်ခဲ့ဘူးအဲ့တော့အဲ့ဘရာဇီးအတင်းတည်ထားတာကိုကြည့်မယ်ဆိုရင်ကန်စစ်၃ယောက်မှာကအဓိကကစားသမားတွေအဖြစ်လူစီယိုရဲ့အက်ဒမီဆင်ရဲ့ရော့ကေဂျူနီယာရှိတယ်ပေါ့နော်အဲ့တော့လူစီယိုကတော့လီဗာပူးလ်အတင်းနဲ့တူချန်ပီယံလိဖိုင်နယ်တက်ထားတယ်ဒါပေမဲ့အသေးကွဲထားတယ်ပေါ့နော်ဘွန်ဒစ်လီဂါ DFL ပိုကယ်နဲ့ချန်ပီယံလိဖိုင်နယ်သုံးခုစလုံးမှာအသေးကွဲထားတဲ့ကစားသမားလူစီယိုပြီးတော့အဲ့ကန်စစ်၃ယောက်ရဲ့အရှိမှာတော့ဒါ ဒီလေးတန်းကစားတယ်ပေါ့နော်အဲ့လေးမှာတော့ညာတာမမကာဖူဘေတာမမကာလိုဆိုရှိတယ်ကွင်းလယ်မှာကဂျယ်ဘာတိုဆေးဘာရှိတယ်ပေါ့နော်ကျွန်တော်တို့ကအရင်ကတော့ဂယ်ဘာတိုလို့ခေါ်တယ်ပေါ့နော်ဂယ်ဘာတိုဆေးဘာဒါပေမဲ့အတန်တော့အမှန်ကဂျယ်ဘာတိုဆေးဘာဖြစ်တယ်ဆေးဘာကစားတယ်ပြီးတော့သူနဲ့ဒရဖက်ကတော့ဂျူနီညိုပေါ်လစ်တာပေါ့နော်ဂျူနီညိုဆိုတာကကြတော့မက်ဒဘရော့အသင်းနဲ့ခြေစွမ်းပြခဲ့တဲ့ဂျူနီညိုဂျူနီဟိုလို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒီဂျူနီညိုရှိတယ်ပေါ့လေအဲ့တော့အဲ့ဂျူနီညိုကနံပါတ်10 player အဲ့တော့သူ့ကိုကွင်းလယ်မှာကျွန်တော်တို့မြင်နေရအဲ့တော့ဒါဟာဘရာဇီးကစားပုံရဲ့ tricks ဖြစ်တယ်သူ့အရှိမာကရော်နယ်ဒီညိုရှိတယ်သူတို့အရှိမာနှစ်နေရာမှာရီဗယ်ဒိုနဲ့ရော်နယ်ဒိုတို့တီးရှိတယ်ပေါ့နော်အဲ့တော့ဒီကစားပုံဟာ3 4 1ပုံစံမှန်တယ်ဒါပေမဲ့အငြင်းရမ်း3 4 1မဟုတ်ဘူးပြန်ဘက်အပေါ်မူတီးပြီးအချင်းအနီအပေါ်မူတီးပြီးတော့သူဟာ forward ဖြစ်သွားတယ်အက်ဒမီဆင်ကကွင်းလေကိုရောက်ရှိလာတယ်ပေါ့နော်အဲ့တော့အက်ဒမီဆင်နဲ့ဂျီလ်ဘတ်တို့ဆေးဘတ်တို့တွဲဖက်ကစားတယ် ဂျူနီဟိုကအရှိကိုတက်သွားတယ်ရှေ့မှာရှိနေရိုနယ်ဒညိုနဲ့ဒီ attacking midfield နှစ်တွဲပြန်ဖြစ်လာအဲ့တော့၄ -2-2 ဆိုတဲ့ပုံစံပြန်ပြီးတော့ပေါ်ခြင်းဖြစ်တယ်အဲ့တော့ဒီအခြေအနေမှာပဲထပ်ပြီးတော့ဒီတိုက်စစ်နှစ်ဆိုတဲ့နေရာမှာ Riverdo နဲ့ Ronaldo အဲ့တော့ Riverdo ဟာတိုက်စစ်အထောင်မဟုတ်ဘူး second striker ပုံစံနဲ့ကစားသမားဖြစ်တယ်အဲ့ဒီခါလေဒီကွင်းလယ်နဲ့ပေါင်းပြီးတော့သူက second striker အနေနဲ့ကစားတယ်ဒါဟာ2000နှစ်ကမ္ဘာဖလား ရရှိခဲ့တဲ့ဘရာဇီးအသင်းရဲ့စိတ်ဝင်စားစရာ tactics ဖြစ်ပြီးတော့အဲကျွန်တော်တို့ကလုံးဝဒီနေ့ခင်မြင်တွေ့နေတာ3လေး1နှစ်အပိုင်းပုံစံမဟုတ်ဘူးပြီးတော့ admission ကိုကျွန်တော်ကြည့်မယ်ဆိုရင်သူကဒီ SW ဆိုတဲ့ sweeper ပုံစံနေတယ်လို့ defensive midfield ကိုလည်းနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှဝတ်ထားတာ9အဲ့တော့ဘရာဇီးအသင်းမှာကျွန်တော်မှ9ဟာအင်မတန်တန်ဖိုးရှိတယ်တမိုင်းဆိုင်ရာ value တွေရှိတယ်အဲ့တော့ဒီနံပါတ်9ဆိုတာက defensive midfield ကိုဝတ်တာခံစစ်ကစားသမားကိုဝတ်တာမဟုတ်ဘူးအဲ့တော့ admission ဟာ ကွင်းလေခန်းစစ်ကိုခန်းစစ်ကစားသမားအနေနဲ့ကစားသွားခဲ့တာဖြစ်တယ်။အဲ့တော့ဒီကျွန်တော်မှ9နဲ့ပတ်သက်လာရင်ကျွန်တော်တို့ဘရာဇီးလရဲ့အမ်ဒီဥရောပမှာကတော့နံပါတ်6ပေါ့နော်6ကိုနံပါတ်6ကိုဒီ single pivot pivot player ဖြစ် defensive midfield အဖြစ်သတ်မှတ်ကြရတယ်။ဒါပေမဲ့ဒီဘရာဇီးလို့အာဂျင်တီးနားတို့ကကျွန်တော်နံပါတ်5ကိုသတ်မှတ်ကြရတယ်ပေါ့နော်။အဲ့တော့ဘရာဇီးမှာတော့ပရမီယို volante လို့ခေါ်တယ်။အာဂျင်တီးနားတွေကတော့ဒီ စင်ချိုလို့ခေါ်တယ်ပေါ့နော်အင်္ဂလိပ်လိုပြန်ပြောမယ်ဆိုရင်တော့ Pacman လို့ခေါ်တယ်အဲ့တော့နံပါတ်5ကိုတုံးတာအဲ့တော့ဘာဖြစ်လို့လဲဆိုတော့ပေါ်လုံးရဲ့ဒီပထမဦးဆုံးကစားကွက်တည်း2 3 5ပြီးတော့3 5ပြောင်းလာတယ်ပေါ့နော်အဲ့တော့အဲ့လိုပြောင်းလာတဲ့အချိန်မှာ2 3 5ဆိုလို့ကိုသူမ1ပြီးတော့အဲ2 3 5ကစားကွက်1ဆိုတဲ့လာရဲ့နေရာမှာနံပါတ်2နဲ့3နဲ့ရှိတယ်ပေါ့နော်အဲ့ကစားသမားတွေကို fullback လို့နာမည်တက်ကြတယ်ပေါ့လေအဲ့တော့အဲ့1ပြီးတော့2 3အဲ့2 3လာတဲ့အချိန်အနေမှာအင်္ဂလိပ်တွေကကြတော့ အရှိကနေကစားသမားစီ center half ဆိုတဲ့ half အတန်းနဲ့ဆင်းလာတာပေါ့နော်အဲ့တော့9နဲ့6နဲ့ဆင်းလာပြထမ9ကိုဆင်းလာတယ်နောက်ကျတော့6ဆင်းလာတယ်အဲကြောင့်မလို့အင်္ဂလိပ်အမှတ်ပေးဒီအင်္ဂလိပ် number base စနစ်ထဲမှာကျတော့ center back တည်းနံပါတ်9နဲ့6ဖြစ်ကြတယ်ပေါ့နော်ဘရာဇီးရဲ့ဒီ traditional number base စနစ်မှာကျတော့အဲ့ဒီလိုမဟုတ်ဘူးအဲ့လိုမဟုတ်ဘဲနဲ့1 3ရှိတယ်အရှိမ half အတန်းရှိတယ်အမှ၄၅6ဆိုတာရှိတယ်အဲ့တော့ညာဘက်က၄ right half လို့ခေါ်တယ်အလဲမှာ center half နံပါတ်၅ဘယ်မှာ left half နံပါတ်6အဲ့နံပါတ်6နဲ့နံပါတ်4နဲ့ကဆင်းလာတာပေါ့နော်အဲ့တော့ Argentina နဲ့အတူတူပဲဒီ Brazil နဲ့အတူတူပဲပေါ့နော်ဒါကြောင့်မလို့ Javier Zanetti ရောနံပါတ်4ဝတ်တာဖြစ်တယ် Carlos Alberto တို့ကနံပါတ်4ဝတ်တာဖြစ်တယ် Brazil ရဲ့တကယ်ဒီကမ္ဘာအဆင့်ကမ္ဘာအဖလားအောင်ပွဲတွေရယူခဲ့တဲ့ဒီ full back တွေကိုကြည့်မယ်ဆိုရင်နံပါတ်4တွေကိုကျွန်တော်တို့မြင်တွေ့ရလိမ့်မယ်ဟိုးအရင်ခေတ်တုန်းကပေါ့နော်နောက်ပိုင်းမှာတော့ဒါနှစ်ကိုပြောင်းလဲလာတယ်ဒါကတော့ တမန်းကြောင်းနဲ့သိမဆိုင်ဘူးဒါခစ်အလိုက်ပြောင်းလဲလာတာပေါ့ဒါပေမဲ့ကျွန်တော်ကအခြေခံသဘောတရားကိုရှင်းပြတာဖြစ်တယ်အဲ့တော့ Sander Huff ဆိုတဲ့နေရာနံပါတ်5ကကျန်ခဲ့တယ်အဲ့ဒီနံပါတ်5ကတောင်အမေရိကန်မှာ defensive midfielder ဖြစ်လာတယ်ဥရောပမှာကျတော့6ကျန်ခဲ့ပြီးတော့6က defensive midfielder ဖြစ်လာတယ်ဒါကနံပါတ်တွေက ခြေရာကောက်တာပေါ့နော်1980ကဘာဖလားကိုကြည့်မယ်ဆိုရင်ဒါ Clodoal Do ဆိုတဲ့ကစားသမားပေါ့နော်သူကကျွန်တော်မှ9ဝက်တယ် defensive midfield သူနဲ့တွဲကစားတဲ့ Johnson နံပါတ်10ဝက်တယ် immediate immediate နံပါတ်ကြီးတဲ့ Quinn လည်းအတွဲဖြစ်တယ်1982မှာလည်းအဲ့ဒီပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်မှ9ကိုဝစ်စင်တာက series ကိုဖြစ်တယ်ပေါ့လीအဲ့တော့ဒီ Falcao ကတော့နံပါတ်8နံပါတ်10ဝက်ပါဘူးထားပါတော့အဲဒီ10ကို Socrates ဝက်တာပေါ့လीအဲ့တော့ အဲ့နံပါတ်5ဟာဘယ်လောက်အရေးကြီးလဲဆိုတာကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့1960လေးကဘာဘလာမှာဆိုရင်လည်းဒါ Moro Saver နဲ့ Dunga နဲ့တွေ့တယ် Dunga အသင်းကောင်းဆိုတော့ Moro Saver ကကျွန်တော်က5 Dunga နံပါတ်10 1968ကဘာလောက်ကျွန်တော်ကြည့်မယ်ဆိုရင်လည်းကျွန်တော်က5အဖြစ် Caesar Sampaio က Defensive Midfield ကိုတာဝန်ယူရဲနံပါတ်10က Dunga ဖြစ်တယ်အဲ့တော့အဲ့ဒီသဘောတရားတိုင်းမှာ2002မှာလည်း Admission ရနံပါတ်5သူက Defensive Midfield လည်းဖြစ်တယ် Sweeper လည်းဖြစ်တယ်ဒီ3 4 1 system နဲ့မှာ change ပြီးတော့ကစားသွားတာဖြစ်တယ်ဒါဟာ Brazil အတွက် immediate အရေးပါတဲ့ tactical switch ဖြစ်ပြီးတော့အိတ်တက်တက်ကဲ switch ကနေဘရာဇီးကိုအခုလိုမျိုး အောင်ပွဲရရှိအောင်တန်းတင်ပေးနိုင်ခဲ့တာဖြစ်တယ်အဲကျွန်တော်ဆိုလိုချင်တာကအားလုံးဟာ R3R ရဲ့ brilliance ကိုအားလုံးသိပြီးသားအထွေထူးပြောနေကြမလို့စကားရည်နဲ့လည်းလုံလောက်ချင်းရှိမှာမဟုတ်ဘူး highlight ပဲဖြစ်ဖြစ်ပွဲပဲဖြစ်ဖြစ်ပြန်ကြည့်လိုက် R3R ရဲ့စွမ်းဆောင်ရည်ကျွန်တော်တို့အပြည့်အဝမြင်တွေ့ရလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော် R3R အကြောင်းကိုဒါအထူးအတွက်လေးထပ်ပြောနေကြမလို့အတော့ဘောနော် ဒါပေမဲ့အခုအနောက်မှာလဲလျောင်းနေတဲ့နီးပြူရာပိုင်းဆိုင်ရာ structure တွေဘရာဇီးရဲ့အငွေအသက်တွေကြောင်းတော့ကျွန်တော်ထည့်သွင်းတင်ဆက်ချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရှိတုံးကလည်းတစ်ခေါက်တင်ဆက်ဖို့ရယ်ဘရာဇီးနဲ့ပတ်သက်လာကျွန်တော်တို့က flare ကိုပဲသွားနေကြတယ်။ flare အရန်ကောင်းတာမှန်တယ်ဘရာဇီးကစားသမားရဲ့ skills အရန်ကောင်းတာမှန်တယ် technique အရန်ပြေးသွားတာမှန်တယ်။တစ်ချိန်တည်းမှာဘရာဇီးရဲ့နီးပြူဟာတွေကျွန်တော်တို့မေ့လို့မဖြစ်ဘူး။ဘရာဇီးရဲ့နီးပြူဟာတွေကဟိုးတမန်ကြောင်းဆိုင်ရာတန်ဖိုးတွေနဲ့အခြေတည်လာပြီးတော့နောက်ပိုင်းခေတ်တွေအထိကောင်းမွန်နေတာကိုကျွန်တော်တို့တွေ့ရတယ်။အခုတော့နည်းနည်းကြာစင်လာပြီပေါ့နော်။ အဲ့တော့ဒီ Louis Philippe Scolari ကအဲ့ဒီပုံစံကိုသုံးဆွဲခဲ့တယ်တကယ်တော့သူ့ရဲ့အဓိကကစားသမား2000ကမ္ဘာဖလားကို captain အနေနဲ့ပွဲထွက်လာဖို့ရှိတာက Emerson Roma အသင်းနဲ့တကယ်ကိုကွင်းလေဘိုးချိုးစွမ်းဆောင်ရည်တို့ကိုပြသထားခဲ့တာပေါ့နော်ဒါပေမဲ့ Emerson ဟာပြိုင်ပွဲမစတင်ခင်မှာပဲဒါ တန်ရာရသွားတယ်ဘောနော်လေ့ကျင့်ရေးမှာတန်ရာရသွားခဲ့ပြီးဟာသဆန်နဲ့တန်ရာရမှုလည်းဖြစ်တယ်ဒါပေမဲ့သူဒီပြိုင်ပွဲကိုလွဲချော်သွားခဲ့တယ်ဘောနော်အဲ့တော့ Emerson နေရာကိုအစားထုတ်ဖို့ရောက်လာတာ Gilberto Silva ဖြစ်တယ် Gilberto Silva ကကြတော့ Brazil ထုံးစံအတိုင်းနံပါတ်8တွေကစားတဲ့ပုံစံကစားသွားတယ်ဒါပေမဲ့ Emerson အနောက်ကိုဆင်းသွားရင် Gilberto Silva ကနံပါတ်5ပုံစံကစားသွားတယ်5ပုံစံကစားသွားပြီးတော့8ပုံစံစစ်စစ်ကိုသူကအစားထုတ်ဝင်ရောက်လာလဲဆိုတော့ Junior ဟိုနေရာကိုအစားထုတ်ဝင်ရောက်လာတဲ့ Clippers ဖြစ်ပါတယ်အဲ့တော့ ဒီဂျွန်းနေဟိုကနမတ်10ဆန်တယ်ပေါ့နော်နမတ်10ပြူရနမတ်10ပဲသူကအဲ့တော့ဒီကွင်းလယ်မှာကစားနေရပဲရှိတယ်သူကရှစ်ရှစ်တက်တက်သွားတယ်အဲ့တော့အဲ့ပုံစံနဲ့ကစားခဲ့တဲ့အခါမှာဆက်ထောက်တဲ့အစ်စ်မှာတွေ့ခဲ့တဲ့ဘယ်ဂျန်အသင်းနဲ့ဒါဝင်းမော့စ်တို့ဥဆောင်တဲ့ကွင်းလယ်နဲ့တွေ့တဲ့အခါမှာအနည်းငယ်အခက်အခဲလေးတွေတွေ့ခဲ့တယ်ပြီးတော့အင်္ဂလန်အသင်းကလေးလေးနှစ်ကစားတဲ့အသင်း quarter final မှာပေါ့နော်အဲ့တော့အဲ့အသင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာ scolari ဟာဒီ between the lines ဒီမှာခုခံမဲ့ကစားသမားကိုရှာဖွေခဲ့တာဖြစ်ပြီးတော့ gibbardo seba နှိကွေးတယ်အဲ့တော့ဒီကွင်းလယ်လောက်အားနှုံနဲ့အမြန်တော့ပူတက်အောင်အတွက် ခန်းစစ်အားနေတဲ့ဂျူနင်ဟိုကိုထုတ်ပြီးတော့ကလီဘာဆင်ကိုထည့်သွင်းလိုက်တာဖြစ်တယ်အဲ့တော့အဲ့ဒီကနေစပြီးကလီဘာဆင်ရဲ့ဖိုင်နယ်အထိအကောင်းဆုံးကစားသွားခဲ့တယ်ဘိုလူပွဲမှာတော့ဂိုး2ဂိုးသွင်းခဲ့တဲ့ ရိုနယ်ဒိုကိုဖယ်လိုက်ရင်ကလီဘာစင်အကောင်းဆုံးကစားသမားအဖြစ်တက်တဲ့ကဲ analyst တွေ journalist တွေကဒါအတိမတ်ပြကြတယ်ပေါ့နော်အဲ့တော့ဒီ tactical switch တွေကဘရာဇီးလ်ကို2000ကမ္ဘာဖလား champion ဆုကိုရရှိစေခဲ့တာဖြစ်တယ်။မှန်တဲ့ရိုနယ်ဒိုရှုပ်ကိုသွင်းခဲ့တာအင်မတန်အရေးပါတယ်။ Rivaldo ရဲ့ပွဲတိုင်းမှာ man of the match ပွဲတိုင်းဒီပါ Rivaldo က man of the match ရခဲ့တာပေါ့နော်။အဲ့တော့ Rivaldo ရဲ့ ace run ဆောင်ရအရေးပါတယ်။ Ronaldinho ရဲ့အဲဒီကမ္ဘာကြီးကိုကျင်ညာမောင်းခတ်ခဲ့တဲ့ skills တွေအရေးပါတယ်။ထို့အတူဘရာဇီးလ်ရဲ့ ဒီ tactical setup ကလည်းအင်မတန်အရေးပါခဲ့တာကိုပြင်ပြကြင်တာဖြစ်တယ်အဲ့တော့ဒီအခြေအနေမှာပဲကျွန်တော်ခုနပြောသွားခဲ့တယ်ပေါ့နော်ချိတ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 ်ပြီးတော့ interchanging ဖြစ်သွားတာအဲ့ဒါကဘာနဲ့သွားပြီးတော့အရေးကြီးလဲဆိုတော့ဒီ Brazilian diagonal system တွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ diagonal system တွေအကြောင်း asymmetric limit 3တိဒီဘက်မညီတဲ့ limit 3တိပုံစံတွေအကြောင်းတော့စိတ်ဝင်စားတဲ့မိတ်ဆွေတွေရှိရင်နောက်ပိုင်းမှာကျွန်တော်ထပ်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့အခုတင်ဆက်ပေးခဲ့တာ2000နှစ်ကဘာဖလာအောင်ပွဲအဲ့အောင်ပွဲမှာရရှိခဲ့တဲ့ဒါအဲဒီ ဘရာဇီးယား brilliance တွေအကြောင်းပေါ့နော် technical brilliance တော့ကျွန်တော်ပြောတော့ပြောပေးမယ် technical brilliance တွေကိုအဓိကထားပြီးတော့တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာရှင်လည်းကွန်မန့်မှာမှတ်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှိရှိအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်ရွက်ပါမယ်ခင်ဗျာ